ဟာရီနောက်ရက်ကစားပြီးတော့တတိလေးထားပြီးစားရတော့အင်းဒီနေ့လေးနေတော့နေပါတယ်နှစ်တုံးသုံးတုံးလောက်ပဲရှိပါတယ်ဖယားတရားတန်ခါအမေတို့နဲ့ကားပါသားဆိုရင်တော့သွားပြီကဲကထားလိုက်တော့သစ္စာစိုက်မလို့ဥစ္စာဘယ်ရောက်မှန်းတော့မသိတော့ဘူးကဲရေပက်မဝင်အောင်ပြောရတာမဟုတ်ရင်လည်းငိုက်ဒီမှာဥစ္စာမျက်လုံးပေါက်မြင်ရသေးလား မနေပြေတာလားသူတော်ကောင်းများကြီးကဲနော်အော်ဟုတ်ပြောပြီပေါ့ဘာတော့အဲညံအလုညံအလုဆိုတာတခြားလက်မကသစ္စာလားဘယ်ရဖို့အတွက်တော့နိဗ္ဗာန်ရဖို့အတွက်ဘသူဟောခဲ့တဲ့တရားမြတ်စွာဘုရားဟောခဲ့တဲ့တရားအဲဒုသူတော်ကောင်းများကျင့်တဲ့အားရလောက်ပြီးရှင်းပါရဲ့ကဲကန္တာ၅ပါးဖြစ်ပြက်ကဘာသစ္စာဘာသစ္စာ ြုတ်လည်းဓမ္မီပြောင်းလည်းပြီခန္ဓာငါးပါးဖြစ်ဖြစ်ကဗန္သေဇာဒုက္ခသစ္စာရှုတဲ့ပွားတဲ့ဉာဏ်ကလက္ခဏာသစ္စာအကြောင်းတရားတွေသိသွားတာကသမှုရိယသစ္စာနောင်ခန္ဓာတွေခြုံရင်းရုပ်သိမ့်သွားတာကနိရောဓသစ္စာနိဗ္ဗာန်ကိုပြောတာဟုတ်ပြီမလားဘုသူဟောခဲ့တဲ့တရားတရားဟောခဲ့တဲ့တရားအေးသူတော်ကောင်းမြတ်မြတ်စွာဘုရားတကယ်ကိုရမြတ်ကြီးက ဓမ္မဂရုဘိကဝေတံကတောဓမ္မကာရဝောတဲ့ငါဘုရားသခင်ကိုရောမြတ်ကြီးတောင်မှအဲ့ဒီတရားကြောင့်ဘုရားဖြစ်ခဲ့တာဒါကြောင့်တရားတော်ကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးတောင်မှအလေးကရုပြုတယ် သူတို့ကောင်းများတရားကိုအလေးထားတရားကိုကြိုးစားအားထုတ်သူတို့ကောင်းများကိုဓမ္မဟဝေရကတိဓမ္မစာရင်တရားကိုစောင့်ရှောက်တရားကဉာဏ်စောင့်ရှောက်တယ်မယင်လားဒါကြောင့်တရားအပေါ်မှာတော့တန်တရားမဝင်နဲ့သူတို့ကောင်းများတန်တရားဝင်လို့မဖြစ်ခုမှလိုအပ်ချက်ရှိနေသေးလို့သာမတက်တာတရားကတက်ချင်ရင်တော့ကိုယ့်ကိုယ်ကိုပြန်ဆန်းစေ တရားကတော့သူတရားအတိုင်းသူရှိတာသူတော်ကောင်းများကြီးဟုတ်ပြီခန္ဓာ၅ပါးဖြစ်ပြကဗာသစ္စာရှုရပေါ်တဲ့ညာက အကြောင်းတရားတွေပေသွားတာကဟောအကြောင်းတရားဆိုတာကြည်ချင်းလိုက်အဝိဇ္ဇာရဲ့သင်္ခါရရဲ့တဏဥပါဒံကမ္မဘောအဲ့ဒီတရား၅မျိုးကိုအကြောင်းတရားလို့ခေါ်တယ်ရှင်းပြီနော်ကဲအကြောင်းတရားတွေပေသွားတာကဘာသစ္စာဟောရှင်းရှင်းကြီးနော်ရှင်းရှင်းကြီးနော်ဘာသစ္စာတော့မရိယသစ္စာကဲနောင်ခန္ဓာနောင်ဇာတိတွေချုပ်ငိမ့်သွားတာနော်ဖြစ်နေတာဆိုရင်တော့ဒုက္ခသစ္စာ ခြုံငိမ့်သွားတာကဘာသစ္စာတော့နိရောဓသစ္စာအဲ့ဒီနိရောဓသစ္စာဆိုတဲ့နိဗ္ဗာန်ကိုရအောင်ကြိုးစားရမှာမှန်ရဲ့လားအဲ့ဒီလိုကြိုးစားဖို့ဆိုရင်မကနော်မေဂသစ္စာဝေရဏနဲ့တဏ္ဍကြရဲမှာညံလို့လို့ညံလို့လို့ပြီးတော့ဩတမက်တဖို့ဆိုင်နမက်နဖို့ဆိုင်သုံးမက်သုံးဖို့ဆိုင်လေးလက်လေးမက်လေးဖို့ဆိုင်ဩ